Burma Independent Voice မင်္ဂလာပါ VIP ရဲ့30ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဒါချက်ဖို့ဩဂရခင်ကြီးရဲ့ပြောကြားချက်တွေကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးခင်ကြီးပြောတဲ့ဟာတွေကိုအရင်ကြည့်လိုက်ရအောင်ပါဘာကြောင့်ဒီဘဝကိုရောက်ရတယ်လဲပြန်စဉ်းစားကြည့်အဲ့တော့2020ခုနှစ်ရွေးကောက်ပွဲမှတ်မိရပါလားရွေးကောက်ပွဲမတိုင်မီအချိန်တုန်းက တို့အေးချမ်းပဲဗျာသွားနေတဲ့နေရာကိုသွားလို့မရဘူးလားလူတန်းနေလို့လို့မရဘူးလားရတယ်ကလေးတွေကြောင်းပျော်ရွှင်တက်လို့ရတယ်ကြံတဲ့အသက်အန္တရာယ်ဆိုတာမရှိတော့ပါပဲအဲ့တော့ဒါ KNU ပြန်မေးရမှာက2020တုန်းကဒါဘယ်အစိုးရလက်ထက်လဲပြန်ကြည့်ပါအောင်ဆိုပြီးတော့ပဲဒါမေးရမလို့ပဲဆိုတော့ NRI အစိုးရလက်ထက်ဆိုတာတော့ဒါလူတိုင်းသိသလိုဒါဂျပန်ဥက္ကဋ္ဌခင်ကြီးလည်းသိသိမှာပါဆိုတော့ဒီစကားကတော့သူ့ဆရာမင်းအောင်လိုင်ကိုဒါမျက်ရှာစေနိုင်တဲ့စကားလို့တော့ ိုပြောရမယ်ဒီစကားကိုဒါခင်ကြီးပြောရရတော့ဒါချီးကျူးရမလို့လို့ပါပဲဆိုတော့ခင်ကြီးကဒါစစ်ခေါင်းဆောင်မင်းအောင်လိုင်ကိုသူမြောက်ပြင်ပြောဆိုနေပေမဲ့သူပြောလိုက်တာတွေကဒါမင်းအောင်လိုင်ကိုစောင်းပြောနေတယ်လို့မင်းအောင်လိုင်ကိုထိကြိုက်အောင်မင်းအောင်လိုင်လုပ်နေတာတွေကိုပြောဆိုနေတယ်လို့မျိုးအမြဲဖြစ်နေအောင်တွေးရတယ်ဗောလေဆိုတော့အခုချိန်တွေကလည်းဒါဒီဆရာနာတိမ်မှုကြောင့်အေဂျင့်တော့ဘူးစစ်တပ်ကလည်းဒီနိုင်ငံတော်ဝန်မှာရတားပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်တာတွေနောက်တကလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးနေတာတွေ ီလိုဖြစ်ပျက်နေတယ်ပေါ့နော်ဒါအတိုင်းပြီးအလုံးကဒုံညုံအေးချမ်းမှုလည်းမရှိဘူးဒါအတိုင်းပြီးကဆူဆူရွားအခြေအနေကိုရောက်နေတယ်ပေါ့ဆိုတော့ဒါတွေအားလုံးကဒါဆရာနာအသိမိမှဖြစ်လာတာပေါ့လေဆိုတော့ဒါခင်ရတာမင်းအွန်လိုင်းကိုစောင်းပြောနေတယ်လို့တော့မှဒါထင်ကျင်စရာပါပဲအဲ့တော့နောက်ထပ်ခင်ပြောတာလေးတွေဆက်ကြည့်ကြရအောင်ပါ2020ရွေးကောက်ပွဲကာလမှာအဲ့တော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနော်ကျွန်တော်နိုင်ငံရေးပါတီတွေဒါတွေကညှင်းညင်နိုင်နိုင်လုပ်ကြဖို့ပြန်လဲစစ်ဆေးဖို့ချိန်ဖန်များစွာတောင်းဆိုပါတယ် သို့တော်လည်းပဲအဲ့ဒီချိန်တုန်းကအာနာရှိနေတဲ့အဖွဲ့စည်းကတပ်ပခံဝဲကြပဲနဲ့အတင်းအာရမလွတ်တော်ဖွဲ့ဖို့လုပ်တယ်လွတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရတော့မှာပေါ့ဟုတ်လားပြည်သူရဲ့အသေးချာမဲရပြားဆိုတဲ့ဥစ္စာလဲအသေးပဲမရှိတော့ဘူးပေါ့ တော့ဒီစကားကကြတော့ဒါသူတို့အာကူအာတာပြုထားတယ်သူတို့မြဲတမ်းဟိုကာကွယ်ယူထားတယ်2008ခြေဥ်ကိုပါဆန့်ကျင်ပြီးပြောတဲ့စကားလို့သုံးသပ်ရမှာပေါ့လေဆိုတော့2020ရွေးကောက်ပွဲဆိုတာကလည်းဒီ2008ခြေဥ်အောက်ကနေပဲလုပ်ခဲ့တဲ့ရွေးကောက်ပွဲပေါ့လေအဲ့ဒီ2008ခြေဥ်မှာဘာတွေပါတယ်ဆိုတော့ဒါအခန်းကိုရွေးကောက်တင်မြှောက်ခြင်းအပိုင်းပုံမှန်ဒါ၄နှစ်မှာဒါရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများရွေးကောက်ပွဲခုံဖွဲ့များဤဆုံးဖြတ်ချက်များအမိန့်များနဲ့ဆက်လင်းသည့်အယူခံများနဲ့ ပြင်ဆင်မှုများတို့မှာတဲ့ဒါပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဆောင်ရွက်ချက်များသည်ကအပြီးအပြည့်ဖြစ်စေရမယ်လို့ပြဋ္ဌာန်းထားတာကိုတွေ့ရတယ်။အဲတော့ဟိုဆိုလိုချင်တာကတော့ဒါဒီသဘောတရားကတော့ဒီယူကော့ပွဲနဲ့ပတ်သက်တာလည်းဒီအငင်းပွားမှုတွေနောက်တစ်ခါယူကော့ပွဲဆိုင်ရာလုပ်ငန်းတွေဒါတွေအားလုံးရဲ့ဒီအဆုံးဖြတ်ကတာပြည်တော်စုယူကော့ပွဲကော်မရှင်ရဲ့အဆုံးဖြတ်ကတာအတည်ဖြစ်မယ်ဆိုပြီးတော့ပြဋ္ဌာန်းထားတာမျိုးပါ။ဒါပေမဲ့ဒီထဲမှာဒီယူကော့ပွဲနဲ့ပတ်သက်ပြီးတော့ယူကော့ပွဲနဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တာ ဒီရွေးကောက်တင်းကျောက်ချင်းဆိုင်ရာတွေနဲ့ပတ်သက်တာမှာဒီစစ်တပ်ရဲ့လုပ်ပိုင်ခွင့်တွေကိုဟိုထည့်သွင်းထားတာမရှိဘူး။နောက်ပြီးတော့ဒါရွေးကောက်ဝယ်တခုမှာဒီမဲရှုံမဲရှုံတဲ့အခြေအနေမဲမနိုင်တဲ့အခြေအနေကိုညှိနှိုင်းပေးပါဆိုတော့ဟိုဈေးညှိဖို့လည်းဟိုရေးထားတာမရှိဘူးလေဈေးညှိခွင့်လည်းမရှိဘူး။နောက်တော့ကဒီပြည်သူကြားပြည်သူတွေရဲ့အသေးကြားကမဲတပြားကအသေးပဲမရှိတော့ဘူးဆိုတာမှလည်း ဆိုတော့ဒီလိုအတိတ်ပဲမရှိအောင်လှုပ်တဲ့လုံရက်ကတော့ဒါပြည်သူတွေရဲ့ဆန္ဒကိုမျက်ကွယ်ပြုပြီးတော့အာနာသိမ့်တဲ့လုံရက်ဖြစ်တယ်ဆိုတာလည်းထင်ရှားတယ်ပေါ့လေဆိုအဲ့ဒီကာလရွေးကောက်ပွဲအခြေအနေကိုပြန်ကြည့်လိုက်ရင်ဒီရွေးကောက်ပွဲကိုလေ့လာဆောင်ကြည့်ခဲ့တဲ့သူတွေရဲ့ဒီထုတ်ပြန်ညင်ညာချက်တွေလည်းရှိခဲ့တယ်ဆိုတော့ဒီရွေးကောက်ပွဲကတကယ်ပဲဟိုလူလူရဲ့ဆန္ဒကိုဖော်ဆောင်နိုင်ခြင်းရှိမရှိဆိုတဲ့အချက်တွေကိုလေ့လာဆောင်ကြည့်တဲ့သူတွေကထုတ်ပြန်ညင်ညာခဲ့ကြတယ်အဲ့ဒီမှာဒီ2021ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာတော့ဒါရွေးကောက်ပွဲလေ့လာဆောင်ကြည့်ရေးအဖွဲ့များကနေပြီးပူးတွဲညင်ညာချက်တစ်စောင်ထုတ်ပြန်ခဲ့တယ် အဲ့ထုတ်ပြန်ချက်မှာတော့ဒါစောင့်ကြည့်လေ့လာမှုတွေအရရွေးကောက်ပွဲဥပဒေမူပေါင်းနဲ့လုံထုံးလုံနည်းများအားနည်းချက်တွေအပြင်ဒါ COVID-19 ရောကက်ရောဂါအကန့်အသတ်တွေကြောင့်ဒါရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကအားနည်းချက်တွေရှိခဲ့တာကိုလေ့လာတွေ့ရှိရတယ်ဒါပေမဲ့လည်းဒါဒီရွေးကောက်ပွဲရလက်ကတာမဲဆန္ဒရှင်အများစုရဲ့သဘောထားနဲ့အညီရရှိလာတဲ့ရွေးကောက်ပွဲရလက်များဖြစ်သည်ဆိုတာကိုလေဒါပြည်တွင်း ရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့အနေနဲ့တွေးရှိရတယ်ဆိုပြီးတော့ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာတွေ့ရတယ်အဲ့တော့ဒီလွတ်လပ်တဲ့ဒီလေးလာစောင့်ကြည့်တဲ့သူတွေကိုယ်တိုင်ကဒီရွေးကောက်ပွဲဒီပြည်သူလူထုရဲ့မဲဆန္ဒရှင်အများစုရဲ့သဘောထားနဲ့အညီရလာတဲ့ရွေးကောက်ပွဲရလဖြစ်တယ်ဆိုတာကိုဒါထုတ်ပြန်ပြောဆိုပြီးသားဖြစ်တယ်ဒါဒီလိုအချိန်တွေမှာဒါမဲရှုံနဲ့ဒါကျက်ဖို့ပါတီနဲ့တခြားပါတီတွေကနေပြီးတော့မှဒါလက်မခံနိုင်ဘူးဒါဒီစစ်တပ်ကလည်းလက်မခံနိုင်လို့အာဏာသိမ်းလိုက်တာပေါ့လေဆိုတော့ ဒါကိုပြန်ကြည့်လိုက်ရင်ပြည်သူအသေးကြားကမဲတပြအတိတ်ပဲမရှိတော့ဘူးဆိုတာကိုဒါကျက်ဖို့ကစစ်တပ်ကကနေပြီးတော့ဒီလိုအတိတ်ပဲမရှိအောင်လွတ်လိုက်တယ်ဆိုတာပေါ်လွင်တယ်ပေါ့လေဒီလိုပေါ်လွင်တာကြီးကိုပြောင်းလဲနေအခြေအနေကိုလည်းခင်ကြီးကပြောခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခင်ကြီးပြောတော့ကျွန်တော်ကြည့်ရအောင်ပါအကျဉ်းချင်းကြည့်တော့လည်းပဲအတင်းလို့တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါတရားခံဘသူလဲလို့မင်းအဲ့ဒီတော့ကရှိခဲ့တဲ့အဖွဲ့စည်းရဲ့အတင်းအာရမဆောင်ချက်ချောက်လို့ပဲကျွန်တော်ပြောရမှာ တော့တရားခံဘသူလဲဆိုရင်လည်းဒါအဲ့ဒီတော့ကရှိခဲ့တဲ့ဖွယ်စည်းရဲ့အတင်းအဓမ္မဆောင်ရွက်ချက်ကြောင့်လို့ပဲပြောရမယ်ဆိုပြီးတော့ဒါခင်ကြီးကပြောခဲ့တယ်ပေါ့လေဆိုတော့ဒီကားကဒါခင်ကြီးရုပ်တာမပါဘူးဆိုလို့ရှိရင်ဒါအနာသိစိတ်ကောင်းဆောင်မင်းအောင်လိုင်ကိုပြောနေတာလားလို့တော့ဟိုထင်ကျင်စရာပဲဟိုတကယ်တမ်းချက်လက်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်းဒါတရားခံကတကယ်ဒီအနာသိခဲ့တဲ့စိတ်ကောင်းဆောင်မင်းအောင်လိုင်ပဲဖြစ်တယ်ဆိုတော့နောက်နောက်ထပ်နောက်တို့တရားခံတွေပေါ့လေနောက်တို့တရားခံတွေဆင်းရင်လည်းမှာတော့ဒါမင်းမနိုင်လို့ဒီအနာသိမှုတိုက်တွန်းခဲ့တဲ့ ခင်ရီတို့ချက်ဖွတ်ပါတီအပါဝင်ပေါ့လေဒီဘောင်မဝင်တမ်းမဝင်လူလူထောက်ခံမှုမရှိရဲနိုင်ငံရေးပါတီရဲ့ဒါထက်တိုးသမိုင်းတည်းဆန်စင်းနေမှာထည့်ရမှာဖြစ်ပါတယ်ဒါစစ်တပ်ကလှုပ်ဆောင်ခဲ့တဲ့ဒီအတင်းအဓမ္မဆက်အနာသိမှုကဒါသူတို့အကာအကွယ်ယူထားတဲ့ဒါ2008ခြေဦးကိုတောင်မှဒါချိုးဖောက်ပြီးတော့မှဟိုလှုပ်ဆောင်ထားတာကိုတွေ့ရတယ်ပေါ့လေဆိုတော့2008ခြေဦးအခန်းသုံးဒီနိုင်ငံတော်အကြီးအကဲအခန်းပုံမှန်87ခါဝေးမှာဆိုလို့ရှိရင်ဒါနိုင်ငံတော်သမရကိုဒါဆွဆွဲပစ်တင်လိုပါလား ပြီးတော့လွှတ်တော်မှာပါဝင်တယ်လွှတ်တော်နှစ်ရက်ကနေပြီးတော့လွှတ်တော်တရရရဲ့ကိုယ်စလဲစုစုပေါင်း၄ပုံတပုံကနေပြီးတော့မှလက်မှတ်ရေးထိုးပြီးတော့လွှတ်တော်အကြီးမှုထက်တင်ပြရမယ်ဆိုပြီးတော့ဒါပြဌာန်းထားတာတွေ့ရတယ်ဆိုတော့ဒီအနာဒိင်းရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့သတင်းတွေမှာလည်းတွေ့ခဲ့ပြီးဖြစ်တဲ့ဒါနိုင်ငံတော်သမ္မတဒီဥဝင်းမြို့ကိုအတင်းအဓမ္မဖန်ဆီးရဲနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကိုဖန်ဆီးရဲဆိုတော့နိုင်ငံတော်သမ္မတဥဝင်းမြို့ကိုဖန်ဆီးရဲဖန်ဆီးရဲအခြေအနေမှာလည်းဒါဒီအနာဟိုဒီသမ္မတရာထူးကနေဒါ နှုတ်ထွက်ဖို့ဆိုပြီးတော့အတင်းအဓမ္မဖြေရပေးတယ်ဒါပေမဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့တက်ချင်တက်လာပြီးလုံးဝဒါကိုဒီအနာဒီတာဝန်ရနဲ့အနာယူတာကိုလက်မမထိုးနိုင်ဘူးဆိုပြီးတော့ဒါပြည်သူတွေရဲ့သူ့ကိုပေးရတဲ့တာဝန်ကိုဒါသူလုံးဝကိုမစွန့်လွတ်ပဲနဲ့ဒါဖန်စီခံလိုက်တယ်ပေါ့လေဆိုတော့ဒီချိန်မှာစစ်တပ်ကလက်နက်နဲ့အင်အားသုံးပြီးတော့ဒါဖန်စီခဲ့တာဖြစ်တယ်ဆိုတော့ဒါကိုကြည်ချင်းရပြီဒါ2008သူတို့ရဲ့အကာအကွယ်ယူထားတဲ့2008ပေါ့လေသူတို့အမြဲတမ်းကင်ဆယ်ထားတဲ့2008ကိုတော့မှသူတို့ကချိုးဖောက်ပြီးတော့ အနာသိမ့်ခဲ့တဲ့လုပ်ရဖြစ်တယ်။ဆိုတော့ဒါကတရားခံဘယ်သူလဲဆိုတာကခင်ကြီးကဒါမင်းအောင်လိုင်ကိုစောင်းပြောနေတယ်လို့တော့ဒါထင်မှတ်ချင်စရာပါပဲ။အဲ့တော့နောက်ထပ်ခင်ကြီးပြောတာကိုဆက်ပြီးတော့ကြည့်အောင်ပါ။အဲ့တော့နောက်ဆက်တွဲတွေဘာတွေဖြစ်လာလဲ။နော်။အဲ့တော့နောက်ဆက်တွဲပြီးပါတယ်ဖြစ်လာတယ်ဆိုတော့တိုင်းပြည်ကဒါပြည်သူစစ်ကကျေပြန့်လာတယ်နိုင်ငံစည်းဝါးရေးကသောက်ထိုးဆင်းသွားတယ်နောက်ကဒီ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေကပိုပြီးတော့ကြီးမားလာတယ်စစ်ပေးရှောင်ရေတွက်တွေတိုးလာတယ်စစ်တပ်ရဲ့ဖိနှိပ်အုပ်ချုပ်မှုတွေကပိုပြီးတော့ဆူဆူရွာလူလူကိုထိခိုက်ပျက်စီးလာတယ်စစ်တပ်ရဲ့ဒီဖိနှိပ်မှုတွေကလူလူကိုပိုပြီးတော့ဆူဆူရွာဖြစ်လာတယ်ဒါဆေးရဆွေးမှုကျူးလွန်မှုတွေလည်းပြင်းပြင်းထန်ထန်စစ်တပ်ကလှုပ်လာတာတွေ့ရတယ်ဒါအစူလိုက်ပုံလိုက်သေးသေးလေးလေကြောင်းတိုက်ခိုက်မှုတွေတက်ဖြတ်မှုတွေဒါတွေကိုလည်းစစ်တပ်ကတရားလက်လွန်တွေကျူးလွန်လာတာကိုတွေ့ရတယ်နောက်တစ်ခါဒီ 1027စစ်စီပထမလိုင်းဒုတိယလိုင်းပေါ့လေဒီအလုံးမှာဒါစစ်တပ်ကလုံးဝပြိုကျလူအခြေအနေဖြစ်ပြီးတော့တိုင်းပြည်တွင်းမှာရှိတဲ့မြို့တွေကိုလည်းဒါစစ်တပ်ကထိ ंछ ုံမှုကနေလက်လွတ်ရတာပေါ့လေတော်လိုင်းအင်အားစုတွေကတိမ့်ပိုက်နိုင်တဲ့ဒီအခြေအနေတွေဖြစ်လာတယ်ပေါ့လေဆိုတော့ဟိုနိုင်ငံတစ်ခုလုံးကဒါစစ်တပ်ကိုလုံးဝရုံရှာမုန်းတီးပြီးတော့မှဒီစန့်ကျင် တော်လှန်မှုတွေကိုဒါနေရာဒေသတည်တည်မှာလှုပ်ဆောင်လာကြတာကိုတွေ့ရတယ် တော့တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေအရလေခုနကပြောသလိုဒီအခြေအနေဆိုတော့ဆူဆူရွားရွားဖြစ်ပြီးတော့ဇောက်ထိုးဆင်းတဲ့အခြေအနေကိုရောက်သွားရတယ်ပေါ့လေအဲ့တော့ပြီးခဲ့တဲ့ဒီ2024ခုနှစ်ဒီဇွန်လ12ရက်နေ့မှာဒါကမ္ဘာ့ဘဏ်ကနေထုတ်ပြန်ခဲ့တဲ့မြန်မာစီးပွားရေးလိလာဆောင်ကြည့်မှုအစီရင်ခံစာမှာဆိုရင်လည်းဒါဆေးရနာတိမ့်မှု3နှစ်ကျော်အတွင်းမှာမြန်မာနိုင်ငံရဲ့လူဦးရေပေါ့နော်32ရာခိုင်နှုန်းကျော်ကဒါစီအမွေတွေမှုကိုခံစားနေရပြီလို့ပေါ်ပြထားရတယ်ဗောလေလုံးလက်မဲ့နှုံနဲ့ငွေကြေးဖောင်းပွားမှုနှုံကလည်းမြင့်တက်နေစေဖြစ်တယ်လို့အဲ့ဒီအစီအစဉ်ကမှဟိုပေါ်ပြထားတာကိုတွေ့ရတယ် ကုလသမဂ္ဂဖွံ့ဖြိုးမှုစီစဉ် UNDP ကနေပြီးတော့ဒီအော်တိုဘာလ10ရက်နေ့ဒီကမ္ဘာစိတ်ကျန်းမာရေးနေ့မှာထုတ်ပြန်ထားတဲ့အချက်အလက်တွေရဆိုလို့ရှိရင်မြန်မာလူငယ်9ဦးမှာဒီတဦးကဒီစိတ်ကျန်းမာရေးတိခိုက်တဲ့အခြေအနေရှိရဆိုပြီးတော့ဒါထုတ်ပြန်ထားတာကိုတွေ့ရတယ်။အဲဒီမှာဒီမြန်မာပြည်လူဦးရေရဲ့ဒီဘောလေမြန်မာပြည်မှာရှိတဲ့လူငယ်လူဦးရေ1.5တန်းသန်းနီးပါးကဒါတကူရေလုံခြုံရေးအတွက်ကြောက်ရွံ့နေရပြီးတော့ဒါလူကြီး6တန်းကတော့ညဘက်မှာတယောက်တည်းအပြင်ထွက်ဖို့ကိုဒါမလုံခြုံမှုတွေခံစားနေရတယ်ဆိုပြီးတော့ ဟိုဖော်ပြထားတာကိုတွေ့ရတယ်အဲ့တော့လက်ရှိအခြေအနေမှာဆိုဒါဘယ်လောက်ထိတောင်တာဒီတိုင်းပြည်ရဲ့အခြေအနေကဆိုးရွားသွားတယ်ဆိုတာကိုဒီလိုစီရင်ခံစားတွေဒီလို data ဒီလိုစီရင်ခံစားတွေဒီလိုဟိုတွေ့ရနိုင်တယ်ပေါ့လေဆိုတော့ဆရာနာမသိငယ်ဒီ2020ခုနှစ်ကဒီမြန်မာနိုင်ငံရဲ့လူကြီးမှာဒီ20ရာခိုင်နှုန်းဝင်းကျင်ကဒီစိတ်မကျန်းမာမှုကိုကြုံတွေ့နေရတာကနေပေါ့နော်ဒီအာနာသိမ်းပြီး၄နှစ်ကျော်လာတဲ့အချိန်မှာတော့ဒါ40ရာခိုင်နှုန်းကျော်အထိ ထက်ဝက်မြင့်တက်လာတယ်လို့လည်းဒါစိတ်ကျမ်းမာရေးဆရာဝန်တွေရဲ့စစ်တမ်းကဖော်ပြနေတယ်ဆိုတော့တွေ့ရပါတယ် ဆိုတော့ဘာကတော့ဒီခင်ပြောခဲ့သလိုပေါ့နော်နောက်ဆက်တွဲဘာတွေဖြစ်လာဆိုတော့ဒါတွေဖြစ်လာတယ်ပေါ့တိုင်းပြည်ရတဲ့တရားဥပဒေစိုးမိုးမှုကလည်းဟိုမဲ့လာတယ်တရားဥပဒေစိုးမိုးမှုဘာမှမရှိတော့တဲ့အခြေအနေဖြစ်တယ်နောက်တော့ကစီးပွားရေးကလည်းထုတ်ပြန်တဲ့အချက်လက်တွေအရာကိုဒါတိတိတသာကြာဆင်းသွားတယ်တိုင်းပြည်တွင်းမှာလည်းလူထုကဒီမလုံခြုံမှုတွေနဲ့ရှင်သန်နေတိုင်ရတယ်ပေါ့လူငယ်တွေဆိုလို့ချင်းလောက်ကင်ခွင်လန်းရှားပါမှုတွေအနာဂတ်ပျောက်ဆုံးမှုတွေစသဖြင့်ဒီလိုအခြေအနေမျိုးတွေဖြစ်လာတယ်ဒါတွေကဒါအာနာသိန်းနဲ့နောက်ဆက်တွဲစိုးကြိုးတွေလို့ပြောရမှာပါ ဖွဲ့စည်းဝင်အချို့တွေပြပောက်ထွက်သွားတယ်ဟုတ်တယ်မလားမြေပေါ်မှာလက်နက်ကိုင်တောင်းချမ်းသူတွေပေါ်လာတယ်ကျွန်တော်ပြောသလိုတိတ်ဆိတ်အကျန်းတဲ့ကျွန်တော်နယ်မြေလေးဟာဒီအကျန်းဖက်လူတွေကြောင့်လက်နက်ကိုင်ပြိပခါတွေပေါ်လာတတိုးကြောင့်ပေါ်လာတာဟုတ်ဘူးလားအဲ့တော့ဒီနေရာမှာခင်ရတာဒီဆရာနာသိမှုကိုဒါစန့်ကျင်တဲ့ဒီလက်နက်ကင်တော်လန်ရေးလမ်းစဉ်ကိုရွေးချယ်ကြတဲ့လူတွေကိုဒါအကြံဖက်တွေဆိုပြီးတော့သူကအကြံဖက်မှုတွေလှုပ်ဆောင်နေဒီလူတွေကြောင့်ဒါတိုင်းပြည်က ပြိပခါတွေဖြစ်လာတယ်လက်နက်ကင်ပြိပခါတွေဖြစ်လာတယ်ဆိုပြီးဆွဆွဲပုတ်ဆိုထားတာကိုတွေ့ရတယ်ဗောလေအဲ့တော့ဒါတွေကကျွန်တော်တို့အချက်လက်ကိုပြန်ကြည့်မယ်ဆိုလို့ရှင်ရန်ကိုလွဲချော်နေတာကိုတွေ့ရပါတယ်အဲ့တော့ပြန်ကြည့်လိုက်ရင်ဒီ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့အာနာသိမ်းပြီးတဲ့နောက်မှာဒီဆရာနာသိမ်းမှုကိုဒါတနိုင်ငံလုံးအတိုင်းအတာနဲ့ဆန့်ကျင်လာတာအကြမ်းမဖက်ဆန္ဒပြတဲ့နည်းနဲ့ဟိုစတင်ခဲ့ကြတာဖြစ်ပါတယ်ဒါပြည်သူဝန်ထမ်းတွေဆိုလို့ရှင်လိုက်တာ CDN လှုပ်ရှားမှုတွေကြကြပြတ်မှရှိခဲ့ပါတယ်ဆိုတော့ဒါပေမဲ့လည်းဒီဆရာနာသိမ်းမှုကိုဆန့်ကျင်တဲ့ဒီအကြမ်းမဖက်ဆန္ဒပြပွဲတွေကိုစစ်တပ်က စစ်တပ်ကနေပြီးတော့မှခြေစစ်တွေတုံးပြီးတော့ကြမ်းဖက်ဖြိုခွဲတယ်ဖမ်းဆီးတပ်ပြတ်တယ်နောက်တစ်ခါဒီလို CRM လုပ်တဲ့ဝန်ထမ်းတွေကိုမိသားစုလိုက်ကိုဖမ်းဆီးတယ်ဘလို့မှ နေထိုင်လို့မရအောင်ဒုက္ခတွေပေးတယ်ဆိုတော့ဒီလိုမျိုးဒီမျိုးစုံနဲ့လူလူကိုဖမ်းဆီးတပ်ပြတ်နှိပ်စက်ဆိုတော့ဒါမျိုးတွေလှုပ်ဆောင်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီအာနာသိမ့်ပြီးတဲ့ဒီနှစ်လအတွင်းမှာနေပေါ့လေဒါစစ်တပ်ကတပ်ဖြတ်မှုတွေကြောင့်ဒါရက်သားပြည်သူတို့ 900ကျော်တည်ဆုံးခဲ့ရတယ်ဆိုပြီးတော့အတိအကျဆို943ဦးတည်ဆုံးခဲ့ရတယ်ဆိုပြီးတော့နိုင်ငံကြီးကျင်းသားများကကြီးစောင့်ရှောက်ရေးအေအေဘီဘီရတာ2021ခုနှစ်ဧပြီလတရက်နေ့မှာထုတ်ပြန်ခဲ့တယ်။နောက်ထပ်ပြန်ကြည့်လိုက်ရင်2021ခုနှစ်မလ29ရက်နေ့တရက်ထဲမှာပဲဒါနိုင်ငံတော်ဝန်မှာဒါရတားပြည်သူတရားကျော်ဒါတည်ဆုံးခဲ့ရဒီဆန္ဒပြပွဲတွေကိုဒါစစ်တပ်ကအကြမ်းဖက်ဖြိုခွင်းနဲ့လုပ်ရကြောင်းပေါ့လေ။ဆိုတော့တရက်ထဲမှာဒီရတားပြည်သူတရားကျော်တည်ဆုံးခဲ့ရဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ ဒီအာနာသိန်းစကောင်စီကိုလက်နက်ကင်ခုခံမှုတွေကဘယ်ချိန်မှစပြီးဖြစ်လာတယ်ဆိုတော့ဒါအာနာသိန်းပြီးတော့ဒီနှစ်လအကြာပေါ့လေဒါစစ်တပ်ကဒါအကြမ်းဖက်တပ်ဖြတ်မှုတွေဒီဆန္ဒဒီငင်းငင်းဆန္ဒပြရတဲ့ဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွင်းတာတွေဖမ်းဆီးတာတွေဒါတွေကိုလှုပ်ဆောင်လာတဲ့အခါမှာဒီအာနာသိန်းပြီးနှစ်လအကြာ2021ခုနှစ်ဒါဧပြီလအတွင်းအတွင်းမှာပေါ့လေဒီချင်းပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးမျိုးနယ်တချို့မှာစတင်ပြီးတော့ဒါဒီစစ်ကောင်စီတပ်တွေရဲ့ဒီအကြမ်းဖက်ဖြိုခွဲမှုတွေကိုဒါလက်လုတ်တူမီတဲ့နယ်တွေနဲ့ဒါစပြီးတော့ခုခံခဲ့ကြရတယ်ပေါ့ အဲ့တော့ဒီဆက်ဟာနာသိမ်းမှုကိုလက်နက်ကင်ခုခံမှုအခုချိန်မှာအရင်ပြင်းထန်တယ်ဗောလေဒီအားကောင်းတဲ့သခိုင်းတိုင်းမှာဆိုလို့ရှိရင်2021ခုနှစ်ဧပြီလ2ရက်နေ့ကနေစတင်ပြီးတော့ဒါလက်နက်ကင်ခုခံတော်လှန်မှုစတင်ခဲ့တာဖြစ်ပါတယ်ဒီလိုချိန်နေမှာပဲ2021ခုနှစ်ဧပြီလ28ရက်မှာဒီအင်ဒိုနီးရှားနိုင်ငံဂျကာတာမှာလုပ်တဲ့ဒါအာဆီယံစည်းဝေးမှာလည်းဒါအာနာသိစ်ကောင်းဆောင်မင်းအောင်လာတက်ရောက်ခဲ့တယ်အဲ့ဒီစည်းဝေးမှာဒီအာဆီယံဘုံသဘောညွှန်ကြီးချက်၅ရက်ဆိုပြီးတော့ရှစ်ထွက်ပေါ်လာတယ်ဗောလေ ဒါဘူဒါစစ်ကောင်စီဘက်ကနေပြီးတော့ဒီဘုံသဘောညီချက်၅ရက်ကိုအကောင့်ထဲပေါဆောင်ရွက်ခွဲခြင်းလည်းမရှိဘူးဒီလိုမရှိတာကြောင့်လဲအာဆီယံနဲ့ဆက်ဆက်တဲ့အစည်းအဝေးတွေမှာတက်ရောက်ခွင့်မပြုဘူးဆိုပြီးပိတ်ပင်လိုက်တယ်ပေါ့လေဆိုတော့ပြန်ကြည့်လိုက်ဒီလိုလည်းနဲ့ကိုင်ခုကန်တော်လန်မှုတွေဖြစ်လာတယ်ဆိုတော့ကစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကိုပြန်ပြီးခုခံမှုလိုအပ်လာတဲ့အခြေအနေနဲ့ဒါစစ်တပ်ကအာဆီယံကချမှတ်ပြီးတော့ဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်သဘောတူခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ကိုဒါအကောင့်ထဲ ဟိုဆောင်ရွက်တာလည်းမရှိဘူးနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းလို့မရတော့ဒီနှုတ်နဲ့တောင်းဆိုလို့မရတော့တဲ့အခြေအနေမှာဒါလူငယ်တွေကလက်နဲ့ဂိုင်းတော်လိုင်းအီလန်းစင်ကိုရွေးချယ်ခဲ့ကြတာကိုတွေ့ရပါတယ်အဲ့တော့သူတို့ဒီခင်ယူလို့ပြောနေတဲ့အခြေအနေကိုကြည့်နိုင်ရင်ဒါဒါ2021ခုနှစ်ပေါ့လေဧပြီလ16ရက်နေ့မှာပါဒါမျိုးသားညညရဲ့အစိုးရအစတင်ဖွဲ့စည်းခဲ့တာအဲ့တော့နောက်တစ်ခါဒီ2021ခုနှစ်မေလ9ရက်နေ့မှာမှဒါပြည်သူ့ကော်မတီတက်မတော်ဒီ PDF ကိုစတင်ဖွဲ့စည်းခဲ့တာအပြန်ကြည့်လိုက်ရင်လက်နက်ကင်ဒေါ်လာကြီးကိုပြောင်းလဲလာတဲ့အခြေအနေတွေ နဲ့အချိန်ကာလတွေကိုပြန်ကြည့်လိုက်ရင်ဒီဆရာနာတိမ်မှုကိုစန့်ကျင်ဆန္ဒပြမှုတွေကိုဒါလုံးဝကိုစစ်တပ်ကလက်မခံဘဲနဲ့ဟိုဆူဆူရွာဖိနှိပ်တစ်ဖက်ဖြိုခွင်းတဲ့နီလန်းတွေကိုရွေးချယ်ပြီးလှုပ်လာလို့ဒါကိုပြန်ပြီးခုခံတဲ့နီလန်းတွေဒါလှုပ်ဆောင်ခဲ့ကြရတယ်ဆိုတော့တွေ့ရမှာပါ။ ဆိုတော့ဟိုចောင်းသားပြောရရင်တော့ဒီပြည်သူတွေဒီចောင်းသားလူငယ်တွေကအကြမ်းမဖက်ဆန္ဒပြတဲ့အနေနဲ့ဒီမိုကရေစီကိုပြန်ရဖို့တောင်းဆိုခဲ့တယ်။ဒါကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွင်းနဲ့တပ်ဖြတ်တယ်။ဒီလိုကိုပြည်သူကိုပြန်တက်နေတဲ့ဒီရက်ဆက်ရုံမာတဲ့စစ်တပ်ကိုဒါဒီဒီလိုတောင်းဆိုရညံ့ညံ့တဲ့အနေနဲ့တောင်းဆိုနေလို့မရတော့တဲ့အခါမှာဒါလူငယ်တွေကလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်ဆိုတာကတော့ဒါထင်ရှားပါတယ်။ခဲရောလည်းခဲရောအိန္ဒိယနဲ့ပြီးချုပ်ခါကြမှာပေါ့ဗျာ။နော်။ဒီထဲမှာမိသားစုဝင်တွေဆုံးချုပ်တဲ့လူတွေပါကျင်လဲပါမှာပေါ့။ကဲတကယ်တမ်းဖြစ်လို့ခဏစဉ်းစားကြည့် ဖះအောင်နေရာမှာခုလိုဆူဆူဘူးဖြစ်တယ်။ဖះလို့တိတ်ဆောင်ပြေးကြရတယ်။ဘဲကိုပြေးတယ်လေ။ဘဲနေရာတွေကိုပြေးတယ်လေ။အေးလုံကျွန်းတဲ့နေရာကိုပြေးတာပဲမို့လား။ဟုတ်လားဒီနေရာမှာတပ်မတော်ရှိတယ်ဒီနေရာမှာအုတ်ချွေစနစ်တွေကောင်းတယ်ဒီနေရာကိုပြေးကြတာပဲလေ။တပုံရှိတဲ့နေရာကိုပြေးလာအဲ့ဒါကအဖြေပဲ။အဲ့ဒါကအဖြေပဲ။ဒီလောက်ဆိုကျွန်တော်နားလည်ပြီဟုတ်တယ်မလား။ဘယ်သူကဓမ္မလဲဘယ်သူကအာဓမ္မလဲ။နော်ဘယ်သူကနိုင်ငံကိုဖျက်ဆီးပစ်လိုက်တာလဲ။ ဒါကိုကွက်ကွက်ထင်တယ်မြင်စေချင်ပါအဲ့တော့ဒီခင်ပြောတယ်ဘသူကဓမ္မလဲဘသူကအဓမ္မလဲဆိုတာဒါရှင်းရှင်းလင်းလင်းဒါအားလုံးသိနိုင်တဲ့ကိစ္စပေါ့လေဆိုတော့နောက်တစ်ခါဒီခီကဒီပြောသွားတဲ့အထက်မှာဒါဒီနေနေပြီးရှုတယ်ဖြက်စီးရဒီလိုခြေနေဖြစ်တယ်ဆိုတော့ပြောသွားတဲ့အထက်မှာပါတယ်ပေါ့လေပြန်ကြည့်လိုက်ရင်စစ်တပ်ကဒီနေ့ဒီချိန်ဒီရတားပြည်သူတွေကိုတပ်ဖြတ်နေတယ်ရတားပြည်မတ်တွေကိုဒါကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကိုလည်းဒါဒီနေ့ဒီချိန်တွေ့နေရတော့မယ်ဆိုတော့နိုင်ငံတော်ဝန်မှာပြစ်ပွားနေရဒီ ီပြိပခါတွေပေါ့လေစေရေးပြိပခါတွေအတွင်းမှာဒီဒီစစ်ကောင်စီတက်တွေပေါ့လေစစ်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒါပျက်စီးခဲ့တဲ့အချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘာသာရေးအဆောက်အအုံနဲ့ဒါစာတင်ကြောင်းတွေပါဝင်နော်ဒီအရက်သားနေရင်ပျက်စီးဆုံးရှုံးရမှုကိုဒါတချို့အချက်လက်ကောက်ယူထားတဲ့အစီရင်ခံစာတွေလည်းရှိပါတယ်အဲ့ဒီမှာဒီညာလင်းသစ်သူတည်တင်တာအဖွဲ့ကကောက်ယူထားတဲ့အချက်လက်တွေရဆိုလို့ရှိရင်2021ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ် ဧပြီလအထိကိုဒီစစ်ကောင်စီကဒါလေကြောင်းတိုက်ခိုက်မှုပေါင်းအကျိန်1482ကျိန်ဒီလုံဆောင်ခဲ့ရပေါ့လေအဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒါပျက်စီးရတာတွေကဒါဘာသာရေးအဆောက်အအုံက189ခုရှိတယ်စာတင်ကြောင်းက134ခုရှိတယ်ဆေးရုံက39ခုဒီပျက်စီးဆုံးရှုံးခဲ့ရတာကိုတွေ့ရတယ်ဆိုတော့ရေသားပြည်သူပေါင်းကလည်းအဲ့ဒီကာလအတွင်းမှာ1295ဦးပေါ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တိုက်ဆုံးခဲ့ရတယ်ဆိုပြီးတော့အဲ့ဒီအစည်းအဝေးကမှာပေါ်ပြထားတာတွေ့ရတယ် နောက်တော့ဒီ data ပေါ်မြန်မာကကောက်ယူထားတဲ့အချက်အလက်တွေအရဆိုလို့ရှိရင်လေဒီဆက်ရနာတင်ပြီးတဲ့နောက်မှာဒီစစ်တပ်ကနေပြီးတော့ဒီရဲသားနေအိမ်တွေပေါ်ကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ရဲသားနေအိမ်တွေကိုမီးရှို့ဖျက်ဆီးရကြောင်ဒါ၃နှစ်ကျော်အတွင်းမှာနေအိမ်ပေါင်း3000ကျော်လောက်ကပျက်စီးဆုံးရှုံးခဲ့ရတာကိုတွေ့ရဆိုတော့ဒီစစ်တပ်ကဒီကြေးရွာတွေကိုမီးရှို့ဖျက်ဆီးရတွေနေအိမ်တွေကိုမီးရှို့ဖျက်ဆီးရတွေစာတင်ကြောင်းတွေကိုလေကြောင်းကနေပုံကျွဲတိုက်ခိုက်တာတွေဒါတွေကဟိုညှင်းပယ်လို့မရတဲ့အချက်လက်တွေဖြစ်တယ်ဒီ အချက်လက်တွေကလည်းဒီလိုစနစ်တကျကောက်ယူတင်စီထားတဲ့အခြေအနေရှိတယ်ပေါ့ဒါစစ်တပ်ရဲ့ကျူးလွန်မှုတွေပေါ့ဒါတွေကိုဖုံးကွယ်ပြီးတော့မှဒီခင်ကြီးကဒါစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖားရတဲ့အနေနဲ့ဘသူကဓမ္မလဲဘသူကအတ္တမလဲပြောနေပြီမြဲဒါသူတို့ဒီစစ်တပ်ကောင်းဆောင်သူတို့ဒါသူတို့ဒီအာနာသိန်းစစ်တပ်ကဒီဒါအတ္တမဖြစ်တယ်အတ္တမအနေနဲ့စစ်ဒီတိုင်းပြည်အာနာကိုရယူခဲ့တာဖြစ်တယ်ဆိုတာကတော့ထင်ရှားနေတယ်အဲ့တော့ခင်ကြီးပြောတာတွေအားလုံးကိုချုပ်ပြီးကြည့်လိုက်လို့ရှိရင်တော့သူပြောသွားတာတွေကဒီအာနာသိန်းစစ်တပ်ကို ီကာဝယ်ပြောဆိုနေပေမဲ့တစ်ဖက်မှာဒီအနာသိစေကောင်းသောမင်းအောင်လိုင်ကိုစောင်းမြောင်းပြောဆိုနေတဲ့သဘောမျိုးတက်ရောက်နေတာကိုတွေ့ရပါတယ် Burma Independent Voice